「なんで準備伝われ」 မစီစဉ်ပေးတော့ရတာဒီဆိုပြီးစီစဉ်မပေးနဲ့ညာဒါပေမဲ့မင်းတို့ကသူကစိတ်မရှိလို့လုပ်နေတယ်ဆိုတဲ့အနေနဲ့မင်းတို့ကဘာလို့ဖို့လို့လဲမတိမတ်ကြီးဖို့လို့လဲငါတဲ့လေနော်အနောက်ဘာလို့ဘာလို့ဖို့လို့လဲဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်မင်းတို့ကဘာလို့ပြောရတဲ့လို့ပြောအကုန်လုံးကိုစိတ်အဆိုင်မပေါ်ကြတဲ့ကျေးဇူးရှင်ဟုတ်ပြီနော်အဲ့တော့မင်းတို့ပို့ချင်တယ်မင်းတို့ရင်ထဲကရှိတဲ့ဟာတွေစာမစစ်ဖို့ဒါကဆရာမကအကြံဉာဏ်ပေးတယ်ညာပြီနော်ဟုတ်ကဲ့ကဲအဲဆိုဒိုးဒိုးတွေကအဖွင့်ကိုစမယ်ခဏလေးပြောမယ်နော် ဟိုမနေ့တုန်းကဟာနဲ့ဒီနေ့နဲ့ပြန်ဆက်ဆက်မယ်ပေါ့ဆိုလို့ရှိရင်အလုံးမဲမင်္ဂလာပါဒီနေ့ဒီနေ့ကဒုတိယအကြိမ်ရဲ့ day 2စကြမယ်ပေါ့နော်နိုင်လေးလဲကောင်းတော့ကိုနည်းနည်းဝရီးရလေးစိုက်ပြီးစကြမယ်ဆိုတော့ဒီနေ့အဖွင့်ကိုဗာလေးနဲ့စချင်လဲဆိုလို့ရှိရင်ဆီမကပါပေါ့ recap လို့ခေါ်တယ် IECAP recap ဆိုတဲ့အဓိပ္ပာယ်ကမနေ့တုန်းက ဘာတွေတင်ခဲ့လဲဆိုတာလေးကိုကိုယ့်ရဲ့ခေါင်းထဲကို remind ပြန်လုပ်တာတဘောပေါက်လာအဲ့ဒါ recap လို့ခေါ်တယ်။အော်ငါတို့မနေ့ကဘာတင်ခဲ့ရလဲမသိ။အဲအဲ့ရလဲထရောမနေ့ကတင်တာတွေအကုန်များမေ့သွားသလားပေါ့နော်။ဒါမှမဟုတ်ရင်မနေ့ကတင်တဲ့ဟာတွေကအဲ့ပြီးရနဲ့မေ့သွားပြီဒါဆိုအောင်လည်းနဲ့ပြန်နှွေးတဲ့အနေနဲ့ဒီနေ့ဘာ season လေးနဲ့စမလဲဆိုလို့ရှိရင်တယောက်ကိုနှစ်ချောင်းပြောမယ်ဒါပေမဲ့ဘလို့ပြောမလဲဆိုတေချာနားထောင်အစီအစဉ်လေးရ အဲကျမဆပြီးတော့မှနာမည်တယောက်ကိုဖိတ်ခေါ်လိုက်မယ်ဖိတ်ခေါ်လိုက်တဲ့အခါမှာအဲ့ဒီလူကကိုကောင်းထဲမှာရှိတဲ့နှစ်ချက်နှစ်ချက်ပဲပြောနှစ်ချက်ပဲပြောပြီးတဲ့အခါကျရင်အဲ့ဒီပြောပြီးတဲ့လူကနောက်တယောက်ကိုသူကိုယ်တိုင်ဖိတ်ခေါ်လိုက်ဘသူ့ကိုပြောစေချင်တယ်နောက်တယောက်ကို pass လုပ်လိုက်ဥပမာကျမကကိုကမိုးရှိပြောကိုမိုးရှိရဟာကိုရနောက်ဆို please လို့ပြောရင်ဒါကိုရနောက်ဆိုနောက်တယောက်ဆက်ပြောသူဖိတ်ခေါ်ခြင်းနဲ့သူဖိတ်ခေါ်လိုက်မယ်ဒါပေမဲ့ဖိတ်ခေါ်ပြီးတဲ့လူကိုမထက်စေနဲ့နားလည်ပြီလားအဲ့ဒါ round the round လို့ ਆ ဆိုတော့အားလုံးကတော့ ဘဒူကိုခေါ်ပြီးပြီလဲငါ့ကိုဘဒူကခေါ်มาလဲဆိုတာလေးကိုအာယုံဆိုင်ပြီးတော့နေပါငါ့ကိုဘဒူကခေါ်มาလဲမသိငါပြီးရင်ငါကခေါ်ပြီးသားလူကိုထပ်မခေါ်နဲ့တဘောပေါက်လာအဲဆိုခေါ်ပြီးသားလူကိုထပ်မခေါ်ခြင်းအပြင်ကိုတီဘာတင်ကေတာကိုပြောခြင်းလဲဆိုတော့အာယုံမဆိုင်တဲ့တဘောပဲအဲ့တော့အင်္ဂလိပ်လာတော့ကောက်တခု something ဖြစ်မယ်အဲဆိုရင် assessment ဆမယ်ရပြီလား ကြားပြီပြရမယ်နော်โอเคကဲဆိုငါ့အမေဘာလို့ခေါ်မလဲငါပြီးငါဘာလို့ခေါ်လိုက်ရမလဲမသိငါဘာလို့ချက်ဆိုတော့โอเคပါဆိုကျွန်မရဲ့အစီအစဉ်စပါပြီကဲဆိုကျွန်မကပထမဆုံးကိုအောင်စောစောအရင်ဖိတ်ခေါ်ပါတယ်မနေ့ကဗာလိများရတယ်လဲဆိုတာလေးနှစ်ချက်ပြောပေးပါရှင့်ကိုပုစိတ်ကိုထဲကျုံထဲကျုံနိုင်ရမယ်ဘယ်လိုတခုပေါ်မှာလဲလို့လေးစားရမယ်စူးစားရမယ်လိမ့်လာသိယူရမယ်အားပါကြဟုတ်ပြည်သူတွေမှာကြားဟာ ကိုသိမ်းရင်းမင်းကိုဖိတ်ခေါ်ရတယ်ဗျာပြပြကိုသိမ်းမထွန်းအချက်ပြောမနေ့ကတွေ့ကြုံနေရတော့အများကြီးရပါတယ်ဆရာမအများကြီးကနှစ်ချက်လေးပြောအချက်ပြောရတယ်အဒီဆရာမပြောရတာဟောလူမှုစတိုင်ပေါင်းနေနေတိုင်းမှုတွေကစပြီးတော့လုပ်ငန်းလုပ်ငန်းဝင်မှာတွေ့ကြုံရသေးတယ်မိလန်ကြီးပြောအဲ့ဒါလေးရပါတယ်ဟုတ်โอเคကျေးဇူးပါနောက်တစ်ယောက်ဖိတ်ခေါ်ပေးပါဦး တယ်ပြေပေါ်ပြေပေါ်နေဝေနာတော့ပဲပေါ့ဟုတ်ပါတယ်တချင်းချင်းပတ်ခေါ်နေဒီနေ့လည်းပတ်ခေါ်နေရဟုတ်စေဒီချက်မင်္ဂလာပါဒီချက်မင်္ဂလာပါရှင့်မနေ့ကကြားတဲ့ဟာကတော့အဲ့ဒီတန်တူ90% principle မှာဆိုရင်အဲမဖြစ်ချင်တာတွေကသူ့အတူဖြစ်နေတာ10%ရှိတယ်ပေါ့နော်ဒါပေမဲ့90%ကတော့ကျွန်တော်တို့လုပ်ယူလို့ရတယ်ကျွန်တော်တို့ကကျွန်တော်ထိန်းချုပ်ပြီးတော့မှတချာလေးလုပ်မယ်ဆိုရင်အဲ90%ကအောင်မြင်မှုလည်းရနိုင်တယ်အဲကိုကဘယ်လိုပြောမှလဲဘယ်လိုပြော တတိယမလို့ဘူးဆိုရင်လည်းအစိုးရလည်းဖြစ်သွားနိုင်တယ်ပေါ့အနာဒီပါစံအဲပြကြတဲ့ကြတော့နောက်တစ်ခုကအဲပကြီးဆွဲတဲ့ຢာကနေပါရလဲဆိုရင်ဒါဒီရှေ့ပြောတဲ့သူကပေါ့ပြောတဲ့သူကလည်းအဲခေါင်းဆောင်တဲ့သူကတခြားခြားအောက်ကလူကို ပြောမယ်ဆိုရင်တခြားခြားလေးအဲစနစ်တကျတခြားပြောပြီးမှပြောတတ်မှဆိုတတ်မှဒီနားထောင်တဲ့သူကလည်းတတိယခြားခြားလိုက်ပြီးတော့လုံနိုင်မှာပေါ့အဲကိုကများတခြားခြားလေးပြောပြအောင်ဒီသွားမဲ့လမ်းကြောင်းကအဲ ဖြောင်းရင်ဖြောင်းတယ်ကိုးရင်ကိုးရတယ်ပေါ့သဘောတရားဒီလမ်းမှာတော့အန္တရာယ်ရှိတယ်ဒီလမ်းမှာတော့အန္တရာယ်မရှိဘူးတခြားတာလေးပြောရဲသူကပြောရဲဆိုရင်လိုက်တယ်လေသူကလည်းဒီနေရာတော့အန္တရာယ်ရှိတယ်ပေါ့အဲ့ဒါဆိုရင်ရှောင်းသွားလို့ရတယ်နော်ဒီနေရာတော့အန္တရာယ်မရှိဆိုတော့အဲ့လမ်းကတော့ကောင်းကောင်းသွားလို့ရတယ်ပေါ့အဲ့ပုံစံမျိုးလေးတော့အောက်ကလူကလည်းအဆင်ပြေအောင်သွားလို့ရတယ်ပေါ့ဟုတ်ကဲ့ရှင်ခိုင်းတဲ့သူကလည်းတခြားလေးပြောပြောရဲဆိုတတ်မှာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ဆရာပါဟုတ်ဟုတ်ကဲနောက်တစ်ယောက်ဖိတ်ခေါ်ပေးပါ thank you အဲပေါ်မိုးဆွေကိုဖိတ်ခေါ်ပါတယ် ဟုတ်ချေမင်္ဂလာပါဟုတ်ချေမင်္ဂလာပါ ဟုတ်ဝနေ့ကတော့ငါတီးလိုက်ရတဲ့ဟာတွေမှာတော့အများကြီးတော့တီးလိုက်တယ်ပေါ့နော်အဲ့ဒီတွေကနေမချက်ကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီကိစ္စရတစ်ခုပေါ့နော်ကိုစတီမူလာတစ်ခုဖြစ်လာပြီဆိုရင်ကိုကဘယ်လို attitude မျိုးနဲ့ကြည့်ပြီးတော့ကိုဘယ်လို respond လုပ်မလဲပေါ့နော်ဘယ်လိုတုံ့ပြန်မလဲပေါ့ကိုတုံ့ပြန်နဲ့တုံ့ပြန်ချက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရလက်တွေကွဲသွားနိုင်တယ်ပြီးတော့နောက်တစ်ခုကကြတော့ပေါ့နော်ဒီအဲအစတက်ပေါ့နော် passive တို့ aggressive တို့လိုမျိုးမဟုတ်ဘဲနဲ့အစတက်လိုမျိုးဖြစ်အောင်အောင်ကျွန်တော်တို့ကုသရေးနဲ့ခိုင်ရတာပေါ့ခိုင်ရတာအတူတူလိုက်ပဲဆိုတော့ Oke. Okay. Nadia. Nadia yang kak. yang kak Tuhan. Yang kak Tuhan. Yang kak Tuhan. Kenapa tuh Tuhan? Aku channeling lawasnya. Channeling lawasnya. Wah, mau nanti. Kita di channel. Today, 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 lagi. today, 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 today,

ပြုံနဲ့ပြုံတဲ့ပုံနဲ့တရားရည်ရှိတောင်းဝင်ကြလာရတဲ့ပြုံကပုံပုံရဆူမှုပုံနဲ့မယ်ဆိုတော့တိတိရပါရဲ့ဆေးရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဆေးရှင်ဟုတ်ကျေးဇူးပါပြန်နောက်တစ်ယောက်ဖိတ်ခေါ်ပေးပါသမီးရေဟုတ်မဆုခေါ်ပေးပါမဆုလို့လားဟုတ်မင်္ဂလာပါရှင်ဒီဆယ်မင်္ဂလာပါရှင်မနေ့ကတော့ training မှာဆိုတော့အများကြီးရခဲ့ရတယ်ပေါ့နော်အဲ့ထဲမှာမှ ပို့ပြီးတော့ကြိုက်တာတော့လူတယောက်မှဆိုရင်ဒီသူကပို့ရည်ကြီးဆုံးပေါ့နော်အပြည့်ခါကျတော့ကိုကအပြောကောင်းသူဖြစ်ဖို့လဲလို့လဲနားထောင်ကောင်းသူဖြစ်ဖို့လဲလို့လဲပေါ့နော်အဲ့ဒါကြီးလဲတီးခဲ့ရတယ်အပြည့်ခါကျတော့ကိုရဲ့ကိုရဲ့ခံယူမှုပေါ့ကိုရဲ့စိတ်အခြေအနေပေါ်မူတည်ပြီးတော့အဖြစ်ပြတရားပြတ်သွားတတ်တယ်ပေါ့နော်ကောင်းနိုင်လဲဖြစ်လာတယ်လို့ဆိုတာကြီးလဲဖြစ်လာမှာကိုရဲ့ခံယူမှုပေါ်မှာပဲမူတည်တယ်ဆိုတာကြီးတီးခဲ့ရပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ရှင့်ဒီချေဟုတ်ကျေးဇူးပါ ဟုတ်ဒီချေမင်္ဂလာပါဗျာမင်္ဂလာပါရှင်ဗမနီယာဒီရဲ့မှာတော့အများကြီးကဒါအခြေကဟိုအတိညာလည်းပဲရှိရလဲနောက်ပြီးတော့ဟိုပေါင်းနေစစ်ဆိုင်ကိုရင်ပြန်မှုအသုံးပြုနိုင်မရှိရမယ်ဟုတ်ကျေးဇူးပါဗျာဟုတ်ကျေးဇူးပါရှင်မနီယာဒီနေ့ကနေ့ကဒီမှာပြန်ပါရယ်အပိတ်ကြောင့်ကိုယ်တိုင်လေးလုံနေရပါလေခင်ဗျားအပိတ်ကြောင့်လည်းဒီတတ်ရမှာဗျာဒါ bên ở xa biết có giá biết mà từ xây đồn là giá biết đi làm cho tiền làm sao thì vậy mùi ở thì biết mà để để chi được rồi ừ chế số ba xe ừ mình ra vậy mình ra ba xe cầm nhiều nhiều đi đi đâu con đi xài gì con em này việc phục vụ về kinh doanh này đâu có làm cái gì xài này chỉ đi vậy ờ chế số ba xe kể nào xong ta lao xuống kịp cho ta ờ ဟိုမင်္ဂလာပါပဲတကယ်မင်္ဂလာပါပဲတကယ်ပါပါရှင့်အာမလေးကတကယ်ပြောထမအတိတရာဆိုကိုလုတ်တယ်လို့ထမအတွေ့အကြုံများယူရမယ်လို့ကိုလုတ်တယ်ထမအတွေ့အကြုံများယူရမယ်ပြီးတော့ကိုကပြောရမယ်ဆိုရင်ကိုခိုင်းတာပဲဖြစ်ပါဘူးကြည့်ကိုတိတစ်ဖက်လူကိုနားဝင်အောင်နားလေအောင်တခြားရှင်းပြနိုင်မယ်ပြပြနိုင်တယ်တစ်ဖက်လူစိတ်ဝင်စားအောင်လည်းကိုကပြောပြောပြနိုင်ရမယ်ဟုတ်ကျေးဇူးတင်ပါတယ်တကယ်ဟုတ်ကဲ့ပါရှင့်ကျေးဇူးပါ Fire cup come along so so come Soul Day, my mission is to away.